်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆွဲသစ်ပါ DVB ရုံးမြင့်တန်ချာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်လာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကနေပြီးကိုယ်စားလှယ်လောင်းတွေရဲ့ရွေးကောက်ပွဲအသုံးစိတ်ကိုတုံ့ပြန်ပြင်ဆင်ထားတဲ့နိုင်ငံရေးပါတီများမတ်ပုံတင်ခြင်းနယူးဘရီများတတိယအကြိမ်ပြင်ဆင်တဲ့နယူးဘရီတွေကိုအော်တိုဘားလာ26ရက်က ထုတ်ပြန်လိုက်ပါတယ်။ ပြင်ဆင်လိုက်တဲ့နေဥပဒေအရနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနေဥပဒေများနေဥပဒေ27ပါငွေကျပ်350အစားငွေကျပ်300ငွေကျပ်300အစားငွေကျပ်3900ဆိုပြီးအစားထိုးပြင်ဆင်လိုက်ပါတယ်မူလနေဥပဒေ27မှာပါတီတစ်ခုအနေနဲ့အထွေထွေရွေးကောက်ပွဲမှာဖြစ်စေဂျားပြတ်ရွေးကောက်ပွဲမှာဖြစ်စေရွေးကောက်ပွဲအတုံးစေးကိုပါတီကိုစားပြုရွေးကောက်ပွဲဝင်မဲ့ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးဒါမှမဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက်ငွေကျပ်350တိုင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက်ငွေကျပ်330ဆွဲနိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်ပြင်ဆင်ပေးလိုက်တဲ့ new ray အရလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီအသီးသီးကကိုယ်စားလှယ်လောင်းတွေအနေနဲ့ရွေးကောက်ပွဲအသုံးစရိတ်အဖြစ်ငွေကျပ်330တိုင်းသားလူမျိုးကိုယ်စားလှယ်လောင်းတွေအနေနဲ့ငွေကျပ်3500 3ဆွဲခွင့်ရမှာဖြစ်ပါတယ်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ရွေးကောက်ပွဲကုန်ကျစရိတ်တွေကိုတတ်မှတ်ရအတွင်း တက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့ခွဲတွေမှာတင်သွင်းရမှာဖြစ်ပြီးတမတ်ရက်အတွင်းမတင်သွင်းမှာကခုံအဖွဲ့စစ်ဆေးကအရေးချင်းပြည်ရင်းသူတွေဖြစ်ကြေညာခံမှာလည်းဖြစ်ပါတယ်ခင်ဗျာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်အလောက်ရောင်ဆွေးနွေးပွဲကနေနိုင်ငံရေးစီးပွားရေးနဲ့ NCA ဆိုင်ရာအကြံပြုချက်63ချက်ရရှိခဲ့တယ်လို့စစ်ကော်မရှင်အဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောပါတယ် NCA 10နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးပြန်လည်တုံ့သက်ခြင်းအစည်းအဝေးကိုအောက်တိုဘာလ24ရက်ကနေပြည်တော်မှာပြုလုပ်ခဲ့ရမှာပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရာပြေကပြောကြားခဲ့တာပါအလို့ရောင်ဆွေးနွေးပွဲကနေအကြံပြုချက်63ချက်ရရှိခဲ့ကြောင်းနဲ့တချို့ချက်တွေဟာအကျိုးရှိတဲ့အကြံပြုချက်တွေဖြစ်ကြောင်းလူငယ်တွေငြိမ်းချမ်းရေးကိုစိတ်ဝင်စားတာတွေ့ရကြောင်းအားသာချက်အားနည်းချက်တွေကိုပြန်လည်တုံ့သက်ပြီး နောင်ပြုတ်လုံးမဲ့အခမ်းအနားတွေမှာဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့ဒုဗိုလ်ချုပ်ကြီးရပြေကပြောပါရယ် NCA 10နှစ်ပြည့်အခမ်းအနားကိုပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တာဖြစ်ပြီးအလုံယုံဆွေးနွေးပွဲကိုပါတဘာတည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံကအခြေအနေတွေကိုဩစတြေးလျအစိုးရကိုအသိပေးဖို့နဲ့မြမရေလှရှားသူတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဒေါက်တာမီမီဝင်းဘတ်ဩစတြေးလျနိုင်ငံကိုရောက်ရှိနေပါတယ်။မင်းညို့ပေးပို့ထားပါရခင်ဗျာ။ operational ဒီစီဇန်တွေကိုပါမောက်ကဒေါ်မီမီဝင်းဘက်ကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးအော်တိုဘာလ25ရက်နေ့ကဩစတြေးလျနိုင်ငံဆစ်ဒနီမြို့ကအော်ဘန်တောင်းဟောမှာဆစ်ဒနီမြို့ကမြန်မာတွေနဲ့လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။အဲဒီတွေ့ဆုံပွဲမှာအွန်လိုင်းကနေ KNLA ဒုတိယစီဦးစီးချုပ်ဘိုချုပ်စောဘောကျော်ဟဲ KNDF ဒုတိယစီဦးစီးချုပ်ကိုမာဝီနဲ့အထူးတိုင်းစစ်ဌာနနှီးပြူဟာ33စစ်စင်ရေးမှူးရဲဘော်စောရာကိုတို့တက်ရောက်ခဲ့ကြပြီး ကိုတေစာဆန်းကတော့ internet line အဆင်မပြေဖြစ်ခဲ့ရပါတယ်။အဲဒီတွဲဆုံပွဲမှာလွတ်တော်အမတ် တွေနဲ့တွဲဆုံဖို့ဒေသခံမြန်မာတွေနဲ့မြေပြင်ကစီရေးခေါင်းဆောင်တွေနဲ့တွေ့ပေးဖို့အတွက်လာခဲ့တာဖြစ်တယ်လို့ DVB ကိုဖြေကြားခဲ့ပါတယ်။အဲကျမအရေးချက်ကနှစ်ခုပေါ့နော်။တစ်ခုကကြတော့ဒီဘက်မှာရှိနေတဲ့အာပြည်သူလူထုနဲ့မြန်မာမြန်မာပြည်မြန်မာနယ်ပေါ်ပြည်သူလူထုတွေနဲ့တွေ့ဆုံပြီးတော့ပေါ့နော်။အတူကနောက်ထပ် လမ်းလျှောက်ထိတက်ကြဖို့ပေါ့နော်အဲ့ဒီဥစ္စာနဲ့စကားပြောရဲနောက်တစ်ခုကြတော့ Australia မှာရှိနေတယ်ပေါ့နော် official တွေ law maker တွေ foreign affairs နဲ့ပတ်သက်တဲ့လူတွေနဲ့စကားပြောပြီးတော့သူတို့တကယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နော်တကယ် real information ပေါ့နော်အဲ့ဒါမျိုးတွေသူတို့နားလည်အောင်ပြောပြောပြောဖို့ရှိတယ်နောက်ပြီးတော့တူရဲ့အကူအညီမှုကြောင့်မြန်မာနိုင်ငံမှာတော်တော်ဒုက္ခကြီးဖြစ်နေတယ်ဆိုတဲ့ဥစ္စာကိုသူတို့နားလည်အောင်ကျွန်မပြောပြောဖို့ရှိတယ်အဲဆိုပါတော့ scam center သိတယ်မလား scam center အ scam center ကလည်းအဲမြန်မာနိုင်ငံထဲမှာရှိနေပေမဲ့တကယ် Australia မှာနော်1.2 uh 2 billion လောက်နော်သူတို့မှာလိမ်အလိမ်ခံထိသွားတယ်2 billion dollars ဆိုတော့အဲ့ဒီဥစ္စာတွေကိုလည်းသူတို့နားလည်အောင်ကျွန်မပြောဖို့ရှိတယ် ်။နောက်တစ်ခုကြတော့တရုတ်ရဲ့ဟိုပါဝင်ပတ်သက်မှုနောက်ပြီးကြောက်ဖြူမှာလုံနေတဲ့ဥစ္စာတွေသူတို့နားလည်အောင်ပြောဖို့နောက်ပြီးတော့လေဟိုပါလေ minds ဥစ္စာဟိုညရှာတတူပေါ့နော်။ဘယ်လိုတွေဖြစ်နေလဲဆိုတဲ့ဥစ္စာသူတို့နားလည်အောင်ပြောဖို့ကျွန်တော်ရောက်လာတာဖြစ်ပါတယ်။ဒီကိုသူတို့က member of the parliament you know သူတို့နဲ့လည်းတွေ့မယ်နောက်တစ်ခုကျတော့ဟို defect အာ defect ကသူက foreign affairs ပေါ့နော် foreign affairs တာလူနေလည်းတွေ့ဖို့ရှိပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာ KND ရဲ့ ဒုစစ်ဦးစီးချုပ်ကိုမာဝီကလည်းတရုတ်နိုင်ငံရဲ့ဆွေဖက်မှုကြောင့်စစ်ရဲကူညီတချို့ဆုံးရှုံးရတာနိုင်ငံကအတိမတ်ပြုတဲ့အဆိုရတရဲ့မရှိသေးတာရဲ့ကြောင့်လက်လက်ဝဲယူရေးအခက်အခဲလက်ရှိကိုဒေတာတွင်ကအမိုက်ကိုအရင်ရှင်းမိတာနဲ့တနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်အားထုတ်သွားမှာဖြစ်ကြောင်းပြောပါရယ်

ခြင်းနေတဲ့အုပ်စုတွေကအစုတစ်ခွဲ့လည်းရှိနေဖို့တရားဒီကြီးရဲ့အခြေအနေမျိုးဖြစ်တယ်။ဒါမှမဟုတ်သူကရောင်းနေရဲ့နဲ့သူကတတ်မှုနေရဲ့နဲ့ပေါ့။အဲကျွန်တော်တို့အားလုံးကတော့မုန်းကြီးရဲ့အခြေအနေတွေတက်ဖို့ကြော်လို့ပြီးတော့မှတမိုင်းကတော့အရေးကိုပါရဆိုင်ပြီးတော့မှတော့ကာဆောက်ရဲတော့မှဒီအောင်ရရရဆက်ထားပါတော့။ဆိုတော့အဲ့ဒီအဲ့ဒီဒီမှာချက်တိုင်းပေါ်နေတယ်။အတုတော်လည်းဟောကျွန်တော်တို့အိမ်မှာအမှတ်ရှိနေတဲ့ရောင်းရရရှင်းနေရတယ်ပေါ့။ပြီးရင်တော့ကျွန်တော်တို့ စစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့မြို့တချို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းတွေအပေါ်မှာပြည်သူတွေအားလျှော့စိတ်ပြတ်သွားမှာဆိုတာကြောင့်အခုလိုဒေသခံမြန်မာတွေနဲ့စစ်မြေတွေကခေါင်းဆောင်တွေတွေ့ပြီးဖို့စီစဉ်တာဖြစ်ကြောင်းပွဲစီစဉ်သူတယောက်ကပြောပါရယ်စက္ကဆရဲ့တချို့နေနေတွေမှာသူတို့ပြန်လည်ထိန်းချုပ်နိုင်တဲ့ဟာတွေကိုပရိုပဂန်ဒာအနေနဲ့သူတို့အာစပီကောက်လုပ်လာတယ်ဒီပေါ်မှာကျွန်တော်နိုင်ငံသားရောက်ပြည်သူလူထုအနေနဲ့ အားရော့သွားမှာဘူးဆိုရင်လည်းပေါ့နော်တကယ်တမ်းကျွန်တော်တို့ရဲ့ပြည်သူလူထုဥဆောင်တဲ့တိုက်ပွဲကကျွန်တော်တို့မှာအောင်ပွဲတွေအများကြီးရထားတယ်စကားစကားကျွန်တော်တို့တိမ့်ပိုက်ထားတဲ့နယ်မြေတွေကနေမှနယ်မြေအနည်းချင်းတော့တာပြန်လဲသူတို့ဟိုထိုးစစ်ဆင်နိုင်ပြီးတော့ပြန်လဲတိုက်ယူနိုင်တဲ့ဒါကိုသူတို့ကအများကြီး amplify လုပ်လာတယ်ပေါ့နော်ဒီပေါ်မှာပြည်သူလူထုအနေနဲ့အားမရော့အောင်မြေပြင်မှာရှိနေတဲ့ခေါင်းဆောင်တွေပြီးတော့ကျွန်တော်တို့ NUG ရဲ့ဥဆောင်မှုတွေတခြားနိုင်ငံတကာကဒီပါရောက်ကျွန်တော်တို့မြန်မာတွေပြည်တွင်းမှာရှိနေတဲ့ အဲဒီတော်လိုင်းရေးတက်ချောက်လှူရှာစုတွေအားလုံးပူးပေါင်းပြီးတော့ဆက်လက်တိုက်ပွဲဝင်နေတယ်အောင်ပွဲတွေဖော်ဆောင်နိုင်မယ်ဆိုတာကိုယုံကြည်ဖို့မြေပြင်မှာရှိနေတဲ့အောင်ပွဲတွေကလည်းဆက်လက်လှူရှာသွားလာနေတယ်ဆိုတာလည်းမြင်လာအောင်လို့ပြည်သူနဲ့တွေ့ဆုံပြီးတော့ဒီဟာတွေကို sharing လုပ်ခြင်းဖြစ်ပါတယ်ဒေါက်တာမီမီဝင်းဘက်ကဩစတြေးလျခီးစဉ်မတိုင်ခင်ကမလေးရှားဂျပန်ပြင်သစ် UK နော်ဝေးစတဲ့ခီးစဉ်တွေသွားခဲ့ပြီးအဲဒီနိုင်ငံတွေကအစိုးရအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလက်ရှိအခြေအနေတွေကိုတင်ပြနိုင်ငံကြောင်းသိရပါတယ်။ဩစတြေးလျနိုင်ငံမှာတော့ Perth, Melbourne, Sydney မြို့ကြီးသုံးမြို့ကမြန်မာတွေနဲ့တွေ့ဆုံခဲ့ကြပြီးအော်တိုဘာလ28ရက်နေ့မှာတော့ Canberra မြို့ကနိုင်ငံရေးဝန်ကြီးဌာနနဲ့ပါလီမန်အမတ်၄ရောက်တို့ကိုတွေ့ဆုံမှုစီစဉ်ထားပါတယ်။ကျွန်တော်မင်းညိုပါခင်ဗျာ။ အမေရိကန်ဒုသမရဟာကမလာဟဲရစ်ကသမရဂျိုးဘိုင်ဒန်ကိုရွေးကောက်ပွဲထပ်မဝင်ဖို့အစောပိုင်းကလေးကတိုက်တွန်းပြောကြားခဲ့တင်သလားဆိုတာကိုပြန်သုံးသပ်မိတယ်လို့ BBC နဲ့အင်တာဗျူးတစ်ခုမှာပြောကြားလိုက်ပါတယ်။ဘိုင်ဒန်ဟာထရန့်နဲ့စကားဆက်ထိုးပွဲမှာအရင်မလဖြစ်ခဲ့ပြီးတဲ့နောက်စွန်လိုင်လမှာပြိုင်ပွဲကနှုတ်ထွက်ခဲ့ပြီးဟဲရစ်ကဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ်အစားထိုးဝင်ရောက်ရှင်ပြိုင်ခဲ့ရပါတယ်။မဲဆွယ်ဖို့အချိန်၃လပဲရခဲ့တာကိုအစွဲပြုပြီးတော့ရပ်ပေါင်း 108ရက်လို့နာမည်ပေးထားတဲ့သူ့ရဲ့စာအုပ်အစ်မှာထက်ရှင်ပြိုင်ဖို့ဘိုင်ဒန်ရဲ့ဆုံးဖြတ်ချက်ဟာတူတယောက်ရဲ့အတ္တဒါမှမဟုတ်ရီမန်ချက်အပေါ်မှာအခြေခံမခဲသင့်ဘူးလို့ဟယ်ရစ်ကဝေဖန်ရေးသားခဲ့ပါတယ်။ဘိုင်ဒန်ဟာစစ်တင်တာပဋိချုပ်တာဝန်ထမ်းဆောင်နိုင်စွမ်းမရှိမှကိုစိုးရိမ်တာမဟုတ်ပဲအထူးသဖြင့်ထရန့်နဲ့ရှင်ပြိုင်ရမယ်အင်မတန်ပင်ပန်းတဲ့မဲဆွယ်ပွဲတံကိုခံနိုင်ရင်ရှိမှမဟုတ်မှကိုစိုးရိမ်တာလို့သူကရှင်းပြခဲ့ပါတယ်။အဲ့ဒီတော့ငါသာသူကဝင်ပြောခဲ့ရင်သူကိုယ်တိုင်သမရနေရာဝင်ပြိုင်ခြင်းလို့ ကို့အကျိုးစီးပွားအတွက်ပြောတဲ့အထင်ခံမှဆိုတာကြောင့်ဖွင့်မပြောခဲ့တာလို့လည်းဝန်ခံခဲ့ပါတယ်။ဘန်တန်ရဲ့အနီးနားကလူတွေကသူ့ရဲ့ကျမရဲ့အခြေအနေယိုယွင်းလာတာကိုဖုံးကွယ်ထားခဲ့တယ်ဆိုတော့ဆွဆဲချက်တွေလည်းတခြားအစာအုပ်တွေမှာထွက်ပေါ်နေပါတယ်ခင်ဗျာ။ဒီဗီဒီယိုမြင်တဲ့ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ